ဝယ်တစ်ခုမှာငွေ9000စုချပြီးအလောင်းခံလိုက်ရပြီမဲ့မတင်ထားတဲ့နည်းနဲ့တုတ်ပြန်လိုက်တဲ့ဖြစ်ဖြစ်ထွေး ပွဲဒီမှာဖြောပြရတာလူမျိုးစုံနဲ့ဂျုံတွေဆက်ဆင်ရတာဖြစ်ပြီးအပြုတ်မူလေးတစ်ခုကအမှန်ယွန်းသွားတာနဲ့ထိုးချမဲ့သူတွေကလည်းအဆင်သင့်ရှိနေပါတယ်။ပြပြချွေးကလည်းပွဲတစ်ခုမှာငွေ9000စုပေးတဲ့ပရိသတ်တယောက်ကသူ့ကိုလှံပြောင်းတာကိုကြုံလိုက်ရပါတယ်။ပြပြထွေးကိုဆင်အောင်ကပရိသတ်တယောက်ကစုငွေ9000ပေးပြီးတဲ့နောက်အမိတ်ပေးသူလိုလေးစားမမနဲ့ပြောလိုက်ပါတယ်။စုငွေကိုချက်ချင်းမပေးသေးပဲဗီဒီယိုရိုက်နေပြီးပြပြထွေးကိုသူ့ကျေနဲ့တဲ့အထိပြုံးပြခိုင်းပါတယ်။ပြောတာကိုစိတ်တိုင်းမကြသေးလို့လေးစားမမနဲ့ပြောသွားခဲ့ပါသေးတယ်။ဒါနဲ့မကသေးပဲအိမ်ကအမိကိုလည်းလွမ်းတယ်လို့ပြောလိုက်အောင်ဆိုပြီးပြပြထွေးအပေါ်မှာစကားနဲ့ကြော သွားခဲ့ပါသေးတယ်။ပွဲဒီမှာဖြစ်ပြတဲ့မိန်ကလေးဆိုပြီးအထင်သေးစွာနဲ့ဆက်ဆံခဲ့ရတာကြောင့်ဖြူဖြူထွေးကအနည်းငယ်တော့ရှက်သွားပါတယ်။ ဒါပေမဲ့လည်းစိတ်ကိုထိန်းချုပ်နိုင်တဲ့ဖြူဖြူထွေးကအလိမ္မာနီးနဲ့တုံ့ပြန်ပြီးရည်ရတဲ့ပုံစံလေးဖြစ်အောင်လုပ်လိုက်ပါရစေ။စုပေးတဲ့သူကျေနပ်အောင်စင်ပေါ်မှာထိုင်ချလိုက်ပြီးဒီလိုပြုံးရမလားဆိုတဲ့စကားလေးနဲ့ကျေနပ်အောင်ပြုံးပြလိုက်ပါရစေ။ဆေးရှိရှိလေးထားပေးတဲ့အပြင်ချူချူသာသာပြောပြနိုင်မိမယ်။သူခန်းစားချက်ကိုမျိုးသိပ်ထားနိုင်သူပါ။စုပေးတဲ့သူကမိန်းကလေးတယောက်ဖြစ်တဲ့ဖြူဖြူထွေးအပေါ်မှာလေးစားမှုမထားပဲငွေပေးရင်ခိုင်းတာလုပ်ရမယ်ဆိုတဲ့ပုံစံနဲ့စုချသွားခဲ့တာပါ။ဖြူဖြူထွေးကသူ့အပေါ်မှာဒီလိုဆက်ဆက်နာကိုရိပ်မိပေမဲ့စိတ်ဆိုးဟန်လည်းမပြသသလိုမျက်နှာလည်းမပြတ်သွားခဲ့ပါဘူး။ သူ့အလုပ်ကိုလောင်တလိုလိုလုပ်နေပြီးစုပင်းရင်စိတ်တလောက်ပြုံးပြခိုင်းလို့ရတယ်ဆိုတဲ့သဘောနဲ့ဆက်ဆံသွားခဲ့တဲ့သူကိုပညာသားပပပဲတုံ့ပြန်လိုက်ပါတယ်။စုပေးတဲ့သူကလည်းဒီငွေကိုစုထားရတာဖြစ်လို့ဖြူဖြူလေးတေချာလက်ခံခဲ့ပါတယ်။သူ့အတွက်ဒီငွေကိုမယူတော့ပါဘူးလို့ပြန်ပြောရင်လည်းရပေမဲ့သူ့ဘက်တော့အလိုမဖြစ်အောင်နှုတ်နဲ့စိတ်ကိုထိန်ခဲ့ပါတယ်။စင်ပေါ်မှာစုချပြီးစိတ်တလောက်ပြုံးခိုင်းမယ်ဆိုတဲ့ဒီအပြုတ်မူတွေကိုတော့တခြားသောဇယ်လီတွေအနုပညာရှင်တွေကသာသွားလုံမယ်ဆိုရင်တော့ရံပွဲတော်ဖြစ်သွားနိုင်ပေမယ့်ဖြူဖြူထွေးကတော့တီးခံပေးခဲ့ပါတယ်။ပွဲတွေမှာဖြူပြေရပေမဲ့ဖြူဖြူထွေးမှလည်းတိတ်ခါရှိပြီးငွေပေးရင် ဲတဲ့လောက်ပြုံးခိုင်းလို့ရတယ်ဆိုရဲသူနဲ့ကြုံခဲ့ရပါတော့တယ်။ပြပြထွေးကိုလေးသားမမနဲ့ဆက်ဆံရင်ဒေါနဲ့အမောနဲ့တုံ့ပြန်မယ်လို့အားလုံးကထင်ထားခဲ့ကြပြီမြင်သူကတော့အပြုံးလေးနဲ့ဆက်ဆံလိုက်ပါတယ်ရှင်။ပြပြထွေးကတော့ဆက်ဆံတဲ့ပုံစံမှားရင်တော့သူ့ကိုထက်ပြီးအဆက်ခွဲမကိုလည်းကြိုတင်သိပြီးသားဖြစ်လို့ရှောင်ထွက်နိုင်ခဲ့ပါတယ်နော်။အဲဒါကြောင့်လည်းပြပြထွေးကလူချစ်လူကွင်ပေါ်များပြီးအခုထိနာမည်ကြီးနေတာပါရှင်။ပွဲမှာရိုးရိုးသားသားဖျော်ဖြေနေပြီမြင်ဒီလိုပရိသတ်နဲ့ကြုံလိုက်ရတာကိုတော့သူ့အတွက်အဆိတ်မကောင်းဖြစ်နေကြပါတယ်။မိန်းကလေးတယောက်ကိုဒီလိုဆက်ဆံတာကရိုင်းပြတဲ့အပြုအမူဖြစ်နေပြီးပွဲထိုင်နိုင်တဲ့ပြပြထွေးအကြောင်း သာမျက်နှာပြက်စရာတွေဖြစ်သွားခဲ့တာပါ။နေအစုံမှာပြည်သက်စုံနဲ့ဖြုတ်ပြရတာကြောင့်အမှုပညာရှင်တွေနဲ့လူအများနဲ့တွေ့ကြုံရပါတယ်။တချို့တွေကအမှုပညာရှင်တွေကိုအထင်သေးပြီးဆက်ဆံတတ်ကြသလိုအသားယူကြတာကြောင့်စုချသလိုနဲ့လက်ကိုမလွတ်တော့ပါဘူး။တချို့ကလည်းဆင်အောင်ကိုဆွဲချတဲ့အထိမလီမဆလုပ်တတ်ကြပါတယ်။ဒီလိုအပြုအမူတွေကအစနောက်တဲလို့ထင်ရပေမဲ့တကယ်တော့ရရွာကိုပါအရွှေရစီတာဖြစ်ပါတယ်။ဖြူဖြူထွေးကိုစုငွေ9000ပေးတဲ့ပြည်သက်ကလည်းချစ်လို့စပါမိမိင်္ဂလိပ်တယောက်ဖြစ်တဲ့ဖြူဖြူထွေးကတော့အနည်းငယ်ရှက်သွားပါတယ်။သူမှာဟာတညာရှိတာကြောင့်သာအဆင်ပြေပြေနဲ့ပြီးဆုံးသွားခဲ့ တာဖြစ်ပြီးပြည်ပြထွေးကတကယ်တော်တဲ့အကြောင်းချီးကျူးနေကြပါတယ်။ပြည်သက်တီကိုလေးလေးဆက်ဆက်ဆက်ဆန်သူတွေထဲမှာပြည်ပြထွေးလည်းပါဝင်ပြီးသူကိုကမ်းလှမ်းတဲ့ပွဲရှင်တွေဘယ်တော့မှမျက်နှာမပြည့်ရအောင်ဖြောပြပေးနိုင်တဲ့သူလည်းဖြစ်ပါတယ်။အလူတွေလည်းလှုပ်တာကြောင့်သူကိုလေးစားကြသလိုသူကိုလိုင်းအောင်လောင်ပြောင်ကြသူတွေကိုလည်းမြေတားထားနိုင်သူပါ။သူကိုသဘောမကျတဲ့သူတောင်ပေါင်းသင်းဆက်ဆန်ရေးပညာမှာတော့အထာကျတဲ့အတွက်ပြည်ပြထွေးကိုချီးကျူးနေကြပါတယ်ရှင်။ စုဝင်9000ပေးပြီးဂျင်းနဲ့လောက်ပြုံးခိုင်းခဲ့တဲ့ပြည်သက်တရားကိုတုံ့ပြန်လိုက်တဲ့ဖြဖြွချွေးရဲ့အမူအရာကိုပြည်သက်ကြီးတို့ရောအားရရလားဆိုတော့ကိုမမပြောခဲ့ကြပါဘူး။ကြည့်ရှုအားပေးခဲ့ကြတဲ့တော်လည်းကျေးဇူးတင်ပါတယ်ရှင်။